ပရိသတ်များအားလုံးမင်္ဂလာပါ KK Story ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဗီဒီယိုလေးမစခင်မှာ VPN လေးခံပြီးကြည့်ရှုပေးကြဖို့မေတ္တာရက်ခံပါတယ်တင်းစားဟာအိမ်တော်သက်6လသာရှိသေးတယ်အင်မတန်ညံကောင်းတဲ့ချွေးမတယောက်ပါသူကရောက်ခမအိမ်မှာအားလုံးရဲ့ချစ်ချင်းမြတ်တာကိုတဖြည်းဖြည်းရလာခဲ့ပါတယ်သူကဟင်းချက်လေးကောင်းအချုပ်ပညာနဲ့ပန်းထိုးပညာမှလည်းကျွမ်းကျင်ပြီးဖျားဝိပြုရာမှလည်းတရားတရားထက်သန်နေသူပါ သူကဘယ်လုပ်ကိုမစူကျွမ်းကျင်နေသူတယောက်ပါဒါပေမဲ့သူ့ရောက်မှများလေးကတော့တင်းစားကိုလုံးဝမကြိုက်ပါဘူးအကြောင်းရင်းကတော့တင်းစားရဲ့လှပတွေခံတော်ကိုကြောင်းပါပဲတင်းစားနေရလှတလောက်လည်းအရာရာမှထူးချွန်နေနေရောက်လာတာတီအိမ်ရဲ့အလောက်ပိုတိုးစေတယ်အမတင်းစားရဲ့ခေါင်းကြည့်ပါဦးမွေလိုပဲလှောက်ရှားနေရအိုးအပါဝတိုင်းလှတဲ့ခန္ဓာကိုပါလားအမတင်းစားဆိုတာမင်းသမီးတွေအောင်ဒုက္ခပေးနေတာနှုတ်ပြောတဲ့တမင်မလေးလိုပဲလှောက်ရှားသွားလာနေတာ ဒါပေမဲ့ညာလေးကျတော့ဘလို့ဖြစ်နေလဲလုံးဝပိန်ပြီးပြားကတ်နေတယ်သူလှုပ်ရှိုင်းတက်တာတုံတုံရွေလျားနေတယ်လို့ပဲဖျားသခင်ကသူမရဲ့အနောက်ဘက်ကိုဖန်တီးဖို့မိတ်သွားလားဒါမှမဟုတ်သူမောက်ဖန်တီးတော့အလင်းလိုနေခဲ့တာလားပဲညာလေးကသူ့အရှင်မှာအလုံးကလောင်ပြောင်းနေတာကိုခံပြင်းနေမိပါတယ်လူတွေကတင်းစားကိုချီးကျူးနေကြပြီးကျဲနဲ့ကွက်လက်ကိုတော့ပဝင်းချင်းကမင်းကလေးတွေကတင်းစားရဲ့တဘာဝကြတဲ့ခန္ဓာကိုယ်ကိုချီးကျူးလာကြတဲ့အခါမှာသူ့ကိုလောင်ပြောင်းရင်းနဲ့ဖြည့်ဆည်းပေးလိုက်တယ်လို့ပါပဲ ညလေးရင်ထဲမှာမီးတောက်တွေတက်လောင်နေပါတယ်။သူကနှိမ်ကြစိတ်နဲ့မခံကျင်စိတ်လေးဖြစ်နေပါတယ်။ငါဘာလုပ်ရမလဲ။အားလုံးကငါ့ကိုလောင်ပြောင်နေကြတယ်။ငါ Instagram Reels တောင်ဖန်နည်းလို့မရဘူး။ငါယုံကြည်မှုတွေရော့ကျလာပြီ။ငါ followers တွေလည်းရော့ကျနေပြီ။ငါခန္ဓာကိုယ်ဘယ်လိုတိုးတက်အောင်လုပ်ရမလဲ။ညလေးဟာမိုဘိုင်းဖုန်းပေါ်ကတင်ပါအတူကြောင်ကြောင်ရီကိုကြည့်နေခဲ့ပါတယ်။အိုဖះရီ အတုအယောင်တင်မရရတောင်ဆီလီကွန်ထိုးတာနဲ့တူတယ်ဆိုပဲတင်ဆောင်ဝင့်ကျော်လိုခန္ဓာကိုယ်မျိုးရနိုင်တယ်တဲ့အဲ့ဒါမှားရမယ်သူကလိုင်းဘော်ကနေတင်ဆောင်ဝင့်ကျော်လိုခန္ဓာကိုယ်မျိုးဖန်တီးပေးနိုင်တဲ့ပေါ်ဆန်တဲ့ဆီလီကွန်အတုအယောင်တင်မတစုံကိုမှာယူခဲ့ပါတယ်မြားလီကအတာကိုဝစ်စင်ပြီးအိမ်ဝင်းနဲ့ကိုထွက်သွားတဲ့အခါတိုင်းလူတိုင်းကထူးဆန်းနေတယ်လို့ခံစားရလာပါတယ်ဟေးမြားလေးနင်နောက်မှာမိုးပြန်ပူပေါင်းနဲ့ခြိထားလားရစ်လောက်ရတာတလောက်တောင်ယူသွနေပြီလား ။အမေတို့ကနောက်ကျကျန်နေခဲ့တဲ့ခေတ်ကလူတွေပါ။ကဘာကြီးကဘယ်ကိုဥတီနေလဲအမေတို့ဘယ်သိပါမလဲ။အခုကျမ Instagram မှာ popular ဖြစ်လာတော့ကြည့်လိုက်စမ်းပါ။တန်းချီတဲ့ view မရရင်ပြော။အခုကျမခန္ဓာကိုယ်ရဲ့မျောဆန်မှုကိုကြည့်လိုက်။အမေကဘာသိပါမလဲ။ဒါကခေတ်သစ်ခေတ်ပါ။ပါမစို့ဖြစ်နိုင်တယ်။ကျမခေတ်မီတဲ့မိန်းကလေးအမတင်စားလို့ခင်းနောက်ကျပြီးပညာမတတ်တဲ့ချွေးမှမဟုတ်ဘူး။ဟေးမြားလေး။အခုနင့်တင်ပါချွေးမတင်စားထက်တောင်ပိုလေးနေပုံရတယ်။ဘာဖြစ်တာလဲ။ ဒီပြောင်းလဲမှုကရုပ်တရက်ကြီးဘလို့ဖြစ်လာတာလဲတဘာဝတရားကြီးဟာလူတိုင်းကိုတူညီတဲ့အရာတွေပေးထားတာပါဖွားရဲ့အချိန်တန်တော့လဲပေါ်လာတာပေါ့ဒီရက်ပိုင်းတွေမှာမြလေးရဲ့တင်ပါထူးဆန်းတဲ့ပြောင်းလဲမှုတစ်ခုရှိနေပုံရတယ်ဒီနောက်ကွယ်ကလေဝဲချက်ကပါလဲဒါပေမဲ့လေအမှန်တရားဆိုတာကဖုံးကွေထားလို့မရပါဘူးဒီနေ့မှတော့မြလေးကတစ်သားကလတ်ထိုင်းပေါ်မှာထိုင်နေပါတယ်ကလတ်ထိုင်းကနည်းနည်းကျိုးနေတာကိုသူကသတိမထားမိပါဘူး ကျိုးနေတဲ့တစ်သားပြတွေနဲ့တန်ချောင်းတချို့ကလည်းထွက်နေခဲ့ပါတယ်။ဘသူကမှအဲ့ဒီပုံမှာမထန်ရဲကြပါဘူး။ဒါပေမဲ့မြားလေးကရီလောက်ရမယ်၊ထူးခြားတွေတစ်ခုခုလောက်ရမယ်ဆိုပြီးတော့ထိုင်နေတော့တာပေါ့။အဲ့နောက်မှာမြားလေးရဲ့ဖခင်ဦးမျိုးကသူ့ကိုတန်မြာကြီးဖြိုခိုင်းခဲ့ပါတယ်။ဟေးမြားလေးတန်မြာကြီးတစ်ခွက်ဖြိုပြီးပါဦး။အဖေကောင်းကင်နေလို့ဖခင်ဖြစ်သူစကားကြောင့်မြားလေးကရုတ်တရက်ထလိုက်ပါတယ်။ တင်ပါအတူရောင်ကကလတ်ထိုင်ဘိုကထွက်နေတဲ့တန်ချောင်းတွေနဲ့သစ်သားစာတွေမှာကက်သွားပြီးဗျမ်းဆိုတဲ့အတန်လေးထွက်ပေါ်လာခဲ့ပါတည်းကလတ်ထိုင်ကတင်ပါနဲ့ကက်သွားတော့ခဏတာမြောက်တက်ပြီးပြန်ကြောက်သွားခဲ့ပါတည်းမြားလေးကသူ့တင်ပါမှာကော်လိန်ထားတယ်လို့ပဲဘလို့ဖြစ်တာလဲမေးလို့လည်းမရအောင်ဗာမီမေဒေါတာထွက်နေတာကြီးပဲသူကဘလို့ထူးဆန်းတဲ့ຢာတွေလုံနေရလဲတယောက်ယောက်မြင်တော့သူ့ကိုကဲရတော့မှာပဲမြားလေးဟာအဲ့ဒီကလတ်ထိုင်ဖြစ်ရကြောင်းလူတိုင်းရှင်မှာရမ်းရှဲယွံသွားရပါတည်း လူတိုင်းကမြန်လေးနဲ့ပတ်သက်ပြီးတခုခုမှားနေပြီလို့တန်တရားဝင်လာကြပါတယ်။ဒီနေ့မှနောက်ထပ်ဖြစ်ရက်တစ်ခုထပ်ပြီးဖြစ်လာခဲ့ပါတယ်။အဲ့ဒီကမိုးရွာနေခဲ့ပါတယ်။တင်းသားကအောက်ထပ်မိဖို့ကြောင့်မှအလွတ်လုံနေခဲ့ပါတည်း။ရုပ်တရက်မိုးစရွာလာတော့မြန်လေးကိုပြောခဲ့ပါတယ်။အေးမြန်လေးဗရန်တာပေါ်မှာအဝတ်လမ်းထားတာတွေရှိတယ်။မိုးဆူကုန်လိမ့်မယ်။နင်းတက်ပြီးတော့သွားရုပ်ခဲ့ပါအောင်။မြန်လေးကမိုးရွာတွေထွက်သွားတဲ့အခါမှာသူ့ဝတ်စုံကရေဆူပြီးကိုယ်နဲ့ကတ်သွားပြီး အတူရောင်တင်မကဝေစားအောက်ကနေပေါ်လာပါတယ်။တောင်ကုန်းမြင့်တော်မိသားစုဝင်တွေလည်းအံ့ဩသွားပြီးရီစပြူလာကြပါတယ်။အိုဖျားကြီးပေါ်လုံးကြီးလိုပဲ။သူ့အမှန်တမ်းပြောရင် तू ကပြန်အော်မှာပဲ။ပဝန်းကျန်လူတွေကပြောမှ तू အမြင်မှန်ရလာမှာ။တင်စာကမိတဲ့အခါမှတောင်ညာလေးကဘာမှမပြောဘူးတဲ့ကွယ်။အမတင်စာအမရဲ့ခန္ဓာကိုယ်ကကျမလောက်မလှတော့တာကြောင့်အမကျမကိုမနာလို့ဖြစ်နေမှာမလား။ကျမရဲ့ခန္ဓာကိုယ်ကလေအခုဆို Instagram မှာလူကြိုက်များနေပြီ။ နောက်ဆုံးမှာတော့တနေပါမြားလေးရဲ့အမှန်တရားအလုံးပေါ်လွင်လာပါတော့တယ်။မြားလေးက Instagram Reel လုပ်ဖို့အတွက်အတူရောင်တင်ပါဝယ်ပြီးပန်းချံကိုသွားခဲ့ပါတယ်။အဲဒီနောက်မှာလမ်းမှာခွေးတစ်ကောင်ကသူ့နောက်ကိုလိုက်လာပါတယ်။မြားလေးကကြောက်နေတဲ့ကြားနဲ့ပြေးတော့တာပေါ့။ဟဲ့ပါ။ဟေးတယောက်ယောက်ကဲကြပါအောင်။ဒီခွေးကငါ့ကိုကိုက်တော့မှာပဲ။ကဲပါ။ကဲကြပါအောင်။ဒီချိန်မှာခွေးရသူ့ဝတ်စုံကိုနောက်ကနေတွားနေကြိုက်ဖြေးလိုက်ပြီးသူ့ရဲ့တင်ပါအတူကိုလည်းချစ်မိသွားပါတယ်။ ီလိုနဲ့ဝတ်စုံကပြေးသွားပါတော့တယ်။တင်မတူကတဖက်လေးပေါ်လာခဲ့ပါတယ်။ခွေးကလန့်သွားပြီးရက်သွားကရက်ွက်ထဲကလူတွေလည်းအော်ပြီးရေကြပါတော့တယ်။ညာလေးရဲ့လျှို့ဝှက်ချက်ပေါပေါသွားတဲ့အခါမှာတော့ရက်ွက်ထဲကအတင်းဖြင့်တွေလည်းပြောစာပြုလာကြပါတယ်။တချို့ကသူ့ကိုပလတ်စတစ်တင်ပါလို့ခေါ်ကြပြီးတချို့ကအတုရောင်တင်ပါရှိတယ်လို့ပြောကြပါတယ်။အိနီနာချင်းတွေကအဖွားကြီးရလေးပဲသူ့ကိုနောက်ပြောင်ခဲ့ပါတယ်။ဟေးတင်ပါအတူရှိရဲ့ကောင်မလေးဒီနာဖျက်သွားပြီ သူ့တင်ပါကအတူပဲကလန်တိုင်းမှာသူ့တင်ပါကတ်နေတဲ့အဲ့ဒီဗီဒီယိုကရီမာပေါ်ပူလာဖြစ်သွားတယ်။ညာလေးကဒေါတာတကြီးနဲ့အိမ်ပြန်လာခဲ့ပါတယ်။ညာလေးနင်ထန်လိုက်ရင်ကလန်တိုင်းပေါ်မှာမှုရရှိနေတယ်လို့ပဲနော်။အမတင်စာရဲ့မစပါနဲ့။အမဘာသိမလဲ။ကျမငင်းငယ်တည်းကလူတွေကကျမကိုလာလောင်ကြတယ်။ခန္ဓာကိုယ်နောက်ဖက်ကလုံးဝပြားနေတယ်။အတူရောင်တင်မသုံးတော့ဘာဖြစ်လဲ။ကျမလည်းလှပပိုင်ခွင့်မရှိဘူးလား။တင်စာကညာလေးရဲ့နာကျင်မှုကိုနားလည်ခဲ့ပါတယ်။ ယောဂများလေးကိုယောဂသင်တန်းတက်ခိုင်းပါတယ်။ကိုကိုကိုယုံကြည်မှုတိဆောင်ရေးစာအုပ်တွေဖတ်ခိုင်းပြီးစာရီဝတ်ဆင်နည်းကိုလည်းသင်ပေးခဲ့ပါတယ်။အစားအသောက်ထဲမှာပရိုတင်းတက်ပါတဲ့စားစရာတွေကိုလည်းထည့်ပေးခဲ့ပါတယ်။သမီးဒီအလှဆိုတာတက်နေတဲ့နေလိုပဲတနေ့ကြိုင်မှိန်သွားမယ်။အချိန်ကတော့ဆက်သွားနေမှာပဲသမီး။ဒါပေမဲ့ခန္ဓာကိုယ်ပုံစံနဲ့ဉာဏ်ပညာအသက်ကြီးလာတာနဲ့အများတိုးလာမယ်။အရေးချင်းတွေကလည်းရှင်မွေးလို့မွေးကြိုင်နေလိမ့်မယ်။ညာလေးကပြုံးလိုက်ပါတော့တယ်။ ပြီးတော့တင်မတူကိုလည်းလွှင့်ပြလိုက်ပါတယ်။ဒီနေ့မှာတော့မြားလေးနေတင်စားတို့ညနေခင်းမှာနတ်သားဆောင်မှာထိုင်နေခဲ့ကြပါတယ်။ကျူးစားမှုတွေကြောင့်မြားလေးရဲ့ခန္ဓာကိုယ်ဟာအခုဆိုရင်အင်မတန်ဆွေးဆောင်မှုရှိနေပါပြီ။အခုတော့နင်တကယ်ပဲအလှဆုံးမြားလေးဖြစ်နေပြီ။ဘာလို့လဲဆိုတော့အခုတော့နေယုံချင်မှုကအတုမဟုတ်တော့လို့ပဲ။အခုတော့ဘယ်ခွေးမှလည်းငါနောက်ကိုလိုက်တော့မှာမဟုတ်ဘူး။ ီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်။